အလမင်းမင်္ဂလာပါဒီစံပြန်တော်တန်တန်ကြောင့်နေကျေစွလိုက်ပါတယ်ဒီနေ့အတွက် N3 ရဲ့ဘယ်လိုသွားမလဲဆိုရင် exam practice ဒုတိယအစုံတွေကဒီနေ့ကမွန်နိုင်းကြီးမွန်နိုင်းကြီးကိုအာဒါကတော့ခန်းကြီးပိုင်းပေါ့နော်ခန်းကြီးပိုင်းလို့သွားမယ်ပြီးတော့လို့ရှိရင်မင်းနဲ့မိုင်မင်းနဲ့တက်တက်သွားမယ်ပြီးရင်အဲစိတ်မင်းနဲ့သွားမယ် grammar သွားမယ်ပေါ့အဲ့လိုသွားမယ်နော်ကဲအားဆိုရင်ပထမအဦးဆုံးမွန်နိုင်းကြီးကိုဆက်ပြီးတော့သွားရအောင် ကဲစပါမယ်မနိုင်ကြီးမှာတူတို့တွေကဒါတွေကတော့ဟိုပေါ့နော်မင်းင်းရပြီခန်းကြီးရတယ်ဆိုရင်တော့ damage တစ်ခါတည်းဖြေလို့ရတယ်ပေါ့အဲဆိုတော့ဒီဟာလေးကဘာလဲဆို save gain ဆိုရင်စကလုံးလေး save gain ဆိုတာကတ်တက်တာကိုပြတာပြောတာအဲဆိုတော့ခါကြတော့တို့တို့တွေကလမ်းပေါ်မှာဟုတ်ပြီနော် လမ်းပေါ်မှာ save gain ဆိုတာကန့်တက်ထားတဲ့စကုတို့အ мян နှုံးကိုမမိုးသိလိုက်နာပြီးတော့ခါကြတော့ on dance လို့ကောင်းမရပါကောင်းမောင်းရပါမယ်ဒါကြောင့်မလို့အဖြေကိုကြည့်လိုက်တဲ့အခါမှာအဖြေနံပါတ်1ကကြတော့ save can လာအဲ save save can လာအ ပြီးတော့ကကြတော့စိတ်ခန်းလာစိတ်ခန်းလာစိတ်ခန်းလာဆိုစိတ်ခန်းဖြစ်ပါတယ်ဒါကြောင့်မို့လို့အဖြေကနံပါတ်လေးဒါကပါလဲဆိုလို့ရှိရင်သတ်မှတ်အမြန်နှုံးပေါ့နော်အဲ့ဒီအထိပ်ပဲပါကြည့်ဟုတ်ပြီနံပါတ်2နိဗ္ဗာန်တော့နိဗ္ဗာန်5ကြတော့ Oshoka Sunni နှစ်သက်ကူမှာနှစ်သက်ကူမှာ9နာနီနီကွက်လက်တော့ Oh မာယီဒီအီကုဆရာကသွားရောက်ပါမင်းဘယ်ကိုသွားမှလဲဂျင်ဂျာဆိုရင်နှစ်ချောင်းဝင်သွားမှာနှစ်ချောင်းကအဖြေကနံပါတ်2အဲခန်းကြီးကတော့ကျမမကြော်ချင်လို့ပေါ့နော်ဒီစုံလေးကြီးကြော်လိုက်ရရင်လည်းဟိုဖြစ်လို့ရပြီးသားတော့ဖြစ်ပါနိုင်မယ်နော် ကဲဟုတ်ပြီနံပါတ်3စမ်းပန်အောင်သွားစမ်းပန်5ကြတော့အာလျော်ရှင်းတို့မိဘနှစ်ပါးရဲ့ဒီကွန်ဟာဒီကွန်ဆိုတာကွာချင်းပြက်ဆဲတာမိဘနှစ်ပါးကွာချင်းပြက်ဆဲတာကသူတဲ့မူအယံကိုခန္ဓာရှိခတာအယံကိုဝန်းနေဆေးရကောင်းခဲ့ပါတယ်အယံကိုဝန်းနေခဲ့ရပါတယ်နံပါတ်1ကခန္ဓာရှိခတာဒါကြောင့်မို့အဖြစ်ရနံပါတ်1နံပါတ်2ကခူရိုရှိဆိုတာပြင်မန်းတာဆင်းရဲတာနံပါတ်3ကအီဆိုကရှိတာအလုရှုပ်တာနံပါတ်4ကခါကရှိအဲ့ဒါကြီးမရဘူးနော် sorry ဥခါရှိဆိုတာရေစရာကောင်းတာကဲဟုတ်ပြီနံပါတ်4ရွံ့ပန့်အောင်သွားမယ်ရွံ့ပန့်ကကြတော့ရှင်းမွန်းတဲ့တည်င်းစာမှာ99နော် ော့ကွက်လက်ရဲ့ဟုတ်ပြီနော်နိုင်နိုင်နီနော်ကွက်လက်ရဲ့ schedule ကို schedule ကိုဘာလဲဆိုတော့အခါကျတော့ star သိရှိခဲ့တဲ့သတင်းစာမှာအာဒါဘာလဲဆိုတော့ရှူရှော့စဲဝင်းကြီးချုပ်ဟုတ်ပြီနော်ဝင်းကြီးချုပ်ရဲ့သွားမယ့်အစီအစဉ်တွေခီးစဉ်တွေကိုသိရှိခဲ့ရတယ်နံပါတ်1ကိုကြည့်ရှူရှော့ဝင်းကြီးချုပ်ဒါကကျတော့ရှူရှော့အဲ့ဒါကြောင့်မို့အဖြစ်ကနံပါတ်1ပဲဒါကကျတော့ရှူဆိုးတို့အပြောကကျတော့ရှူဆိုးတို့ဒီနောက်ကဟာအိုက်တဲ့တစ်ဖက်လူကဆိုးတန်းတိုင်းမြင်နေမှာလဲဆိုးအတန်ထွက်ထွက်တယ်ဒါပေမဲ့ဒီမှာဝင်းကြီးချုပ်နေရာမှာရှော့အတန်ထွက်ထွက်မှာနော်ဒါကြောင့်မို့အဖြစ်ကနံပါတ်1ပါ ကဲဟုတ်ပြီနောက်တစ်ခုနံပါတ်5ကိုပြောင်းအောင်သွားခုနီနောတမူတာဂျီနီအော်ခိုင်ကိုကုနောတမူတာဂျီနီနိုင်ငံသားတငယ်ချင်းအာနင်ဟွန်နောနင်းယောဂျပန်ဂျပန်ရဲ့အယုတ်ကလေးတွေပြောမှာကွာဂျပန်ရုပ်ထုလေးတွေကိုဂျပန်ရုပ်တိတိလေးတွေအဲ့ဒါလက်ဆောင်ဖြစ်နေပြီးခဲ့တယ်နံပါတ်1ကိုဂျီဟီတိုညောလာအာဟီတိုခဲအီလာနင်းညောလာနင်းညောလူယုတ်ပေါ့ ဟုတ်ပြီနော်နောက်တစ်ခုနံပါတ်6တော့ကိုပိုင်အောင်သွားခုနိုအာဂျောဟိုကဒီရဲ့သတင်းဟာဆိုလို့ရှိရင်စုပေတဲ့အာလောဟီမီဆန်နိစတေကူရာဆိုင်အာလောနှုတ်ပိတ်ထားပါဒီသတင်းကိုအာလောဟုလှုပ်ဝက်ထားပြီးပါလို့ပြောတာဒါဆိုရင်နံပါတ်1ကကြတော့အာမတတဲ့အာမရပါဘူးစုပေတဲ့ ဒါကြောင့်မလို့အဲ့ဒါပဲရပါမယ်နံပါတ်3ကကြာဇန်းသေးတို့အပြတော့ခါကြအဝဆဲသေးတို့ဘာမှမရအောင်ဒါကြောင့်အဖြေကနှိမ့်ပန်းဖြစ်ပါတယ်ဒါဆိုရင်ရပြီနော်ကဲဟုတ်ပြီနောက်ထပ်တစ်ခုကိုသွားရအောင်နောက်ထပ်တစ်ခုကကြတော့နံပါတ်9နန်းနာဘယ်မှာဆိုလို့ရှိရင်အဲသူဘာပြီးထားလဲဆိုတော့ဂကခုံးတော့အကြောင်းရဲ့ဟုတ်ပြီနော်အကြောင်းရဲ့ဂျူနီယောလျောဝဂျူနီယောလျောဆိုတာကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ចောင်းလာကပေါ့ចောင်းရဲ့ចောင်းလာကဆိုလို့ရှိရင်ဟန်တို့ရှင်နီးနှစ်တဝက်မှာအာ1ကိုင်ဆိုတာတစ်ချိန်နှစ်တဝက်မှာတစ်ချိန်ဆိုတော့6လတစ်ချိန်6လတစ်ချိန်ရှီဟာရာကိုပြီးရှီရမှာပဲဖြစ်ပါတယ်အဲ့ ောက်ဆောက်ကကြဂျူမျောလျောဖြစ်တဲ့အတွက်ဂျူဂျူဒီမှာဂျူဂျူဒါဆိုရင်၃နဲ့၄နဲ့ကမှားပြီဟုတ်ပြီနော်ဂျူဂျူဆိုတော့ဂျူနဲ့ဂျူဟာဒီမှာဆိုရင်တင်းနဲ့နှစ်အဲ့ဆိုဂျူဂျော့ဒါကကြတော့မျောဆိုတော့နောက်မှာဥဒံပါတယ်ဒါကြောင့်မို့အဖြေကဂျူမျောလျောအဲ့ဒါကြောင့်မို့အဖြေကနံပါတ်နှစ်ဖြစ်ပါတယ် ။နံပါတ်၈အာကြည့်ပြောင်းသွားမယ်။အဆိုကိုနီအာတို့ဟိုနေရာမှာရှိနေတဲ့ဒန်ဘိုလူဒန်ဘိုလူဆိုတာဂတ်ထူကိုပြောတာ။ဟုတ်ပြီနော်ဟကိုကတခုဂတ်ထူဘုံဟာဆိုလို့ရှိရင်မင်းနာအားလုံးဟာဆိုလို့ရှိရင်နိုင်နာနီ disqualify နေတယ်ဆိုတော့ကောင်းငင်ကြီးဖြစ်နေတယ်။နံပါတ်၄ကခါရာဒက်ဆိုတာကဗလာဖြစ်နေတယ်လွတ်နေတယ်။ကူးကူးဆိုတာလေထုပုံစံမျိုးပါမျိုးအဲ့လိုပုံစံမျိုးနံပါတ်၄ကအခိအဲ့ဒါကြောင့်မို့အဖြေကနံပါတ်၄ဖြစ်ပါတယ်။နောက်ရှိရပြီနော်။ ကဲဟုတ်ပြီအဆိုရင်မွန်နိုင်းနီကိုဆက်ပြတော့သွားမယ်မွန်နိုင်းနီကကြတော့ဟီရာကနာလေးပေးထားတဲ့ဟာကိုတို့တွေကခန်းကြီးပြန်ရှာမယ်ကဲဒါကလည်းတိပိသားဆိုရင်တော့တန်းယူလိုက်လို့ရတယ်ဒါပေမဲ့ကျွန်မတို့ဒီစာကြောင်းလေးတွေဖတ်ပြမယ်နော်အဲ့မှာဆိုလို့ရှိရင်အဲမပေးထားလဲဆိုရင်ခွေရမဆပ်ပြတော့ပေးထားတယ် ခွေယာမဂျင်ညောနော်ခွေယာမဂျင်ညောဆိုတော့ခွေယာမပေါမောက်ခါရဲ့စမ်မွန်ဝါစမ်မွန်ဆိုတာကျန်းကျင်ရနေပေကိုပြောတာကျန်းကျင်ရနေပေအားဆိုလို့ရှိရင်ဘူဘူစရီဘူစရီဆိုတာကယူပပေတာကိုပြောတာယူပပေတာဖြစ်ပါတယ်အဲ့မှာအကုန်လုံးလိုက်ကြည့်လိုက်ရင်တော့စမ်မွန်ကတော့အကုန်လုံးမွန်မွန်နေကြည့်ပဲစမ်ကတော့အကုန်လုံးဖန်တယ်စမ်ခန်းကြီးကလည်းအန်ဒရီမှာအကုန်တင်ထားပြီဒါမွန်နေကြည့်ပဲအကုန်လုံးကြည့်ရမယ်အဲ့မှာဆိုရင်ဒါလည်းစမ်မွန်ဒီဒီမှာကြည့်လိုက်ဒီဟာစမ်ကိုဆိုတဲ့ဟာကြီးနံပါတ်1ကြည့်ရမှာမွန်ကဘာနဲ့မွန်မှာလဲဆိုလို့ရှိရင်ဘာမှမထည့်ထားတဲ့ဒီရဲ့မွန်ဆိုတဲ့ခိတ်တဲ့ တကားလေးနဲ့ပဲမောမှာဒါကြောင့်မို့အဖြေကစမ်းပန်ဖြစ်ပါတယ်အားရှင်ရမယ်နော်အာဒါအဓိကဘာသာရဲ့စံချင်ရနေပေပေါ့နောက်တစ်ချက်တစ်ခုသွားမယ်ဂျပန်မှာကကြတော့ကုနီဝနိုင်ငံဆိုလို့ရှိရင်ဆေရှောနန်နော်အားရှောကကြနိုင်ငံဆိုရင်နိုင်ငံတော်ကဆေချောနန်ဆိုတာဘာကိုပြောချင်တာလဲဆိုလူငယ်များရဲ့နိုင်ငံတော်ကလူငယ်များရဲ့ကျော်ဤကုနီပညာရေးမှာကြီးကတာကိုအင်အားကိုဣဒဲတဲ့ဤလူထဲ့နေတယ်လူငယ်တွေရဲ့ပညာရေးမှာအားဆိုင်နေတယ်တဲ့အားရှောကကြလူငယ်လူငယ်ဆိုလို့ရှိရင်ဗာနဲ့ငယ်မှာလဲ ဟုတ်ပြီနော်အဲ့ဒါတစ်ချက်ပဲဒါနဲ့ငယ်မှာလားဒါနဲ့ငယ်မှာလားအေးအေးဟာတစ်ချက်ရှိမယ်ခဏလေးနော်အယောင်လေးပြောင်းလိုက်မယ် ကင်အားဆိုလို့ရှိရင်စေကြီးဆိုတဲ့စကလောင်းကဒီရဲ့ပေါ့နော်လူငယ်ဆိုလို့ရှိရင်အပြာရောင်ခန်းကြီးလေးနဲ့သွားလေဆန်တော့ဒီရဲ့စေကြီးကလည်းဒါကတော့တာတာရှိမှန်ကန်တာဖြစ်တဲ့အတွက်သုံးနယ်လေးနဲ့ကတော့လုံးဝမှားသွားပြီဟုတ်ပြီနော်အားဆိုတော့ခါကြအပြာရောင်ခန်းကြီးလေးဘာလို့အဲ့အပြာရောင်လေးကအစိမ်းရောင်ကိုစားပြီးလူငယ်တွေဘွားဆိုလို့ရှိရင်အာတစ်ပင်လေးတွေကိုစိမ်းလန်းပြီးတော့ခါကြတော့အခုမှထိုးထွက်လာတဲ့မြက်ခင်းမြင်လေးတွေလိုစိမ်းလန်းလှပနေတယ်ဆိုတဲ့ဟာကိုပြောတာပါစိမ်း စေချောစေချောနဲ့ငါကြတော့သူကပါလဲဆိုလို့ရှိရင်အဲဘာပြောချင်တာလဲဆိုတော့ဒီနေရာမှာဒီဟာနဲ့သုံးပါလားဒါနဲ့သုံးပါလားအဘိနော်ဒါစကိုရှိအနှဲငယ်ကြီးလေအဲ့ဒါဆိုတော့လူငယ်ကိုအနှဲငယ်နဲ့သွားပြီးပေါင်းလို့ရလားမရဘူးငယ်တယ်ဆိုတဲ့ဟာနဲ့ပဲပေါင်းမှာဒါကြောင့်မလို့အဖေကနံပါတ်1 Seishonen ဟုတ်ပြီနော် အားရှိရပြီနော်နံပါတ်21ကြည့်ပြအောင်တော့နိဟွအဲဂျီဘွန်နောမိမိရဲ့ရှင်းတော်ဟာမိမိရဲ့ရှေ့ဆက်ရမယ့်လမ်းကြောင်းကိုဆိုရင်မီဆုခါရာနောတဲ့တဲ့မိမိကိုပိုင်လက်ဖြစ်ဆိုတာကိုကိုတိုင်းပဲဟုတ်ပြီနော်အားရှိတော့ကြာမီဆုခါရာဆိုတာကိုကိုတိုင်းကိုပြောတာကိုကိုတိုင်းရဲ့လက်ဖြင့်အရာဘီတာရွေးချယ်ခြင်းတယ်မီဆုခါရာကဘာလေးလဲဆိုတော့အဖြစ်နံပါတ်1ပါဒီကဒီအမီဆုခါရာကတော့အန်တူရောက်တဲ့အခါကျမှပဲတော်တော်များများပါတတ်တာပါနော်အားရှိတော့ကြာတော့မီဆုခါရာ အဲ့မှာဒါလေးကတ်မယ်ဒီဟာလည်းမဟုတ်ဒါလည်းမဟုတ်ဒါလည်းမဟုတ်ဒါကြောင့်မို့အဖေရဲ့ YouTube မှာဒါဂျီဘွန်ဆိုတဲ့ခန်းကြီးလေးက M5 မှာတင်ထားပြီးသားပါ N2 မှာတော့မီစုခါရဆိုပြီးတော့သူ့ရဲ့မွေရန်အတိတ်ပဲပြန်တင်ပေးပါတယ် N3 မှာတော့တချို့ဆောက်တွေမှာပါတယ်တချို့ဆောက်တွေမှာမပါတတ်ဘူးဂျူနီဘန်ဟောသွားမယ်ဂျူနီဘန်ကကြတော့တိုးစန်းတော့ဒီကုမ္ပဏီရဲ့ခိုးအဲကိုဂျော်ဝါ အဲ့တော့ဒီကုမ္ပဏီရဲ့ခိုးကြောကဆက်ယုံပါဆိုလို့ရှိရင် အိုအိုကိနာကြီးမားတဲ့ခန်းသံကအာပြောမယ်ဆိုရင်ကြီးမားတဲ့ဆိုင်းဘုတ်ကြီးဆိုင်းဘုတ်ကြီးနဲ့မေဂျီဒူရှိဒက်စ်ကြီးမားတဲ့ဆိုင်းဘုတ်ကြီးကအရန်ကိုတိတိတတ်တာထင်းရှားရှားဖြစ်နေတယ်။အတော့အမှတ်အသားအနေနဲ့တိတိတတ်ထင်းထင်းရှားရှားဖြစ်နေတယ်။အဲ့တော့မေဂျီဒူရှိမေဂျီဒူရှိကိုကြည့်လိုက်မယ်ဆိုရင်မေကမျက်လုံးရဲ့ခန်းကြီးနဲ့သွားမှဒီဟာလေးကဒါတွေကမဟုတ်ဘူးဒါလည်းမဟုတ်ဘူးဒါကြောင့်မို့မေဂျီဒူရှိကအဖြေကနမလေးဖြစ်ပါတယ်။မေကမျက်လုံးလေးဟုတ်ပြီနော်။ရှိဒူရှိကအမှတ်အသားဟုတ်ပြီနော်။အဲ့ဒါဂျီဒူရှိဖြစ်သွားတယ်။ ဟုတ်ပြီနော်အဲ့ဒါဆိုရင်ရမယ်နော် ခဲဟုတ်ပြီဂျူဆမ်မန်အောင်တမင်ဂျူဆမ်မန်ကကြတော့ဟာဟောဝါအမေအားဆိုလို့ရှင်ဒေါနာတိုခိမိုဘယ်အချိန်ပဲဖြစ်ဖြစ်စတိုမဲတဲ့ကျူကျောကျူစာပန်စာဖြင့်ဟုတ်ပြီနော်ကျူစာပန်စာဖြင့်အာကာရုခုဆိုတာလုံးဝကိုပြုံးပြုံးရှင်ရှင်နဲ့ဝါရသေးဤတာဆိုတာကပြုံးရှင်ပြီးရှင်လွမ်းနေတာအာကာရုခုဆိုတာကလန်းဆန်းတက်ကြပြီးရှင်လွမ်းနေတယ်လို့ပြောတာပြုံးရှင်နေတယ်လို့ပြောတာအမေကဘလို့အချိန်နေမဲဖြစ်ဖြစ်ကျူစာပြီးတော့အခါကြတော့ရှင်လွမ်းတက်ကြစာရင်မောနေတတ်တယ်ပြောမယ်ဆိုသူ့မှာလည်းပုံမြင်မှုတွေရှိနေမှာပဲဒါမှမဟုတ်ဘလို့ဖြစ်ပဲဘလို့အချိန်နေပဲဖြစ်ဖြစ်ကျူကျူပန်ကျူကျူဆဆနဲ့သူအဲ့လိုလေးနေတယ်လို့ပြောချင်တာ နံပါတ်1ကိုကြည့်နံပါတ်1ကကြတော့လဲစတိုမဲတို့နံပါတ်2ကလဲစတိုမဲတို့နံပါတ်3ကလဲစတိုမဲတို့နံပါတ်4ကကြဟာတာတာကိုအလုတ်လုတ်တာအလုတ်လုတ်တာကတော့လုံးဝမဖြစ်နိုင်အဲ့ဒါကြောင့်မို့လို့စတိုမဲတို့ကတောင်းခုရှိရဲဒါဆိုရင်နံပါတ်1စတိုမဲတို့ကဘာလဲပေါ့နံပါတ်1စတိုမဲတို့ကကြပတ်စံရတဲ့ဟာတွေရောမရတဲ့ဟာတွေရောပြောမယ်ဆိုလို့ရှိရင်ကွာတာဝန်ထမ်းဆောင်တာလူမှုရေးတာဝန်တွေထမ်းဆောင်တာအပ်ဘလော့ကကြမိဘတကူရဲ့တာဝန်ကိုထမ်းဆောင်တာဖြစ်တဲ့အတွက်အဖေကနံပါတ်1ဒါဆိုရင်ဟောအဖေကနံပါတ်1လို့သွားပြီးတောင်းလို့မရသေးဘူးမိဘတကူရဲ့တာဝန်ဒါတာဝန်အထိပ်ပဲကျွန်မစဉ်းစားလိုက်တာမှားသွားတယ်နော်တာဝန်ကိုကိုစားပြုတာမိဘတကူရဲ့ ာဝန်ဒါပတ်စံမရဘူးလေဟုတ်တယ်မဟုတ်လားပတ်စံမရဘူးမိဘတူရဲ့တာဝန် DS တို့မဲတို့ကစူးစားပြီးတော့ခါကြတော့မဟုတ်တာလဲဆိုတော့ကျွန်မခုနကဘာသာပြန်ပေးလိုက်တယ်ရှင်လန်းတက်ကြွဆိုတာပြုံးနေတတ်တယ်ဘလို့ပဲဖြစ်ဖြစ်သူ့မှာလည်းပင်ပန်းမှုတွေရှိမှဒါပေမဲ့စူးစားပြီးအဲ့လိုမျိုးလေးနေတယ်တာသမီးတွေရှိမှမျက်နှာဘယ်တော့မှမဲ့တယ်ဆိုတာမရှိဘူးအဲ့လိုပုံစံမျိုးစူးစားတယ်ဆိုတဲ့စတိုမဲတို့ကအဖြစ်နံပါတ်1ဖြစ်ပါတယ်နံပါတ်3ကကြ DS တို့မဲတို့ကကြတော့သူကနားစာရတဲ့အလုပ်တွေကိုလောက်တာဖြစ်ပါတယ်ဒါကြောင့်မလို့အဖြစ်ကနံပါတ်1ဖြစ်ပါတယ် ဒါကြတော့တာဝန်တစ်ခုကိုထမ်းဆောင်တာပါ။ဟုတ်ပြီနော်။ဒါလစာရတဲ့အလုပ်ကိုလုပ်တဲ့ပုံစံမျိုး။ဒါဆိုရင်ရပြီနော်။နောက်ထပ်တစ်ခုကိုသွားကျင်းရွမ်းမန်။ကျင်းရွမ်းမန်ကကြတော့သူပါပေးထားလဲဆိုရင်ကျော်ရှိစနော်စာသင်ခန်းရဲ့ Irigucci နော်ခါခါကီဆိုတော့ဝင်ပေါက်ရဲ့တကားအခေတဲ့ဝိတဲ့ခုခရေတာဖွင့်ထားပေးပြီလား။တကားဖွင့်နေဆိုတော့ခါကြတော့အရှင်းအကန်းကြီးလေးကိုကြည့်လိုက်တော့ဒါကပိတ်တာ။ဒါကကြတော့ဖွင့်တာမဟုတ်လို့အဖြေကနမနှစ်ဖြစ်သွားပြီ။နောက်ကဟာတွေကဒါကကြတော့ပတ်သက်ဆက်နွယ်တွေခန်းကြီး။ဟုတ်ပြီနော်။ဒါတွေကမရဘူး။ဒါကြောင့်မို့လို့အဖြေက နံပါတ်2ဖြစ်ပါတယ်။ကဲအားဆိုလို့ရှင်တော့ဒီပိုင်းပြီးတော့ကျွန်မဒီနံပါတ်3လေးနဲ့နံပါတ်3နဲ့နံပါတ်4နဲ့ဟိုကနောက်တစ်ပိုင်းမှာရှင်ပြီးမယ်။ဘာဖြစ်လို့လဲဆိုတော့ view file ရမ်းရှင်နေလို့ရှင်စတင်ရတာခက်လို့နော်။ကဲအားဆိုရင်အားလုံးပဲ Oscar Summer နဲ့အားလုံးကျေးဇူးတင်ပါတယ်ပြိပြီနော်။